်မင်္ဂလာပါရှင်2025ခုနှစ်မေလ3ရက်နေ့ရက်မွန်းတက်12နာရီချိန်ထိနောက်ဆုံးရတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မှုမှုပါရှင်မင်းအောင်လိုင်ကရုရှားနိုင်ငံရင်းပြင်းဒီအောင်ပွဲကိုတက်မှာဖြစ်ပြီးမကြခင်ကအပြည့်ပြတ်ဝယ်ယူထားတဲ့ Effort လေးရင်နဲ့ရုရှားကိုမေလ6ရက်နေ့မှာတွားမယ်လို့ဆိုပါတယ်လာရှိုးကိုစစ်ကောင်စီပြန်လဲအုပ်ချုပ်ပြီးတဲ့နောက်မှာတခိုးတွေတောင်းကြနေပါရဲ့ရှင် တရားနာတွေကိုတိမ့်ပိုက်ထားတဲ့မြို့တွေကနေနမ်ဆန်မန်တုံတိစစ်ကောင်စီကတပ်ပြန်ဆုတ်ခိုင်းလို့ကုမင်းတွဲဆောင်ဆွေးနွေးပွဲမအောင်မြင်ခဲ့ပါဘူးရှင်။မူမျိုးနယ်ကစစ်ကောင်စီတက်ဆွဲထားတဲ့တီးဝါတွေကို KNN နေပူးပေါင်းတက်မှတိမ့်ပိုက်ထားကစစ်ကောင်စီ တက်ရင်မူသိဆုံးသွားပါရဲ့ရှင်။ American အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးတပ်ဖွဲ့တွေထံလေကြောင်းတိုက်ခိုက်မှု ကာကွယ်ရေးစနစ်တွေထောက်ပံ့ပေးဖို့လူကြောင်း Burma Research Institute ရဲ့ဥက္ကဋ္ဌ အမှုဆောင်အရာရှိချုပ်ဖြစ်သူကပြောကြားတောင်းဆိုလိုက်ပါရရှင်ဒီသတင်းလေးနဲ့တူဒီကနေ့မွန်တဲ့၁၂နှစ်ချင်းချင်းနောက်ဆုံးရတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အတံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုက်ကရုရှားနိုင်ငံရင်းပြင်းဒီအောင်ပွဲကိုတက်မှာဖြစ်ပြီးမကြခင်ကအပြည့်ပြည့်ဝယ်ယူထားတဲ့ Airbus လေယာဉ်နဲ့တွားရောက်မှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်မေလ6ရက်နေ့မှာတက်ချုပ်ကရုရှားကိုသွားပါမယ် ် MAI Airbus လေယာဉ်နဲ့သွားမယ်လို့နေပြည်တော်စစ်ပတ်အရေးမြစ်ကပြောပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့ကိုရှင်ပြင်းနှီနိုင်မေလ9ရက်နေ့မှာကျင်းပမဲ့1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိန်အမှတ်စစ်ရေးပြအခမ်းအနားမှာမြန်မာစစ်တပ်ပါဝင်ခြိတက်မည်ဖြစ်ကြောင်းစစ်ကောင်စီကကြေညာခဲ့ပြီး ဲ့ဒီစစ်ရေးပြအခမ်းအနားကိုတက်ရောက်ရန်မြန်မာစစ်တပ်ကိုစားပြုစစ်ရေးပြအဖွဲ့ကဧပြီလ23ရက်နေ့နေ့လယ်ပိုင်းမှာရုရှားနိုင်ငံကိုထွက်ခွာသွားပါတယ်။အဲ့ဒီစစ်ရေးပြချီတက်အခမ်းအနားကိုစစ်ကောင်စီကိုစားပြုစစ်ရေးပြအဖွဲ့ဘုံမူးချုပ်မျိုးချစ်အောင်ကဥဆောင်ချောင်းနဲ့တည်ရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ MMDA ကိုကန့်တက်ဆုတ်ခွာပေးလိုက်ရတဲ့လာရှုံမျိုးကိုစစ်ကောင်စီက တေချာအုပ်ချုပ်နိုင်တာမရှိသေးတာကြောင့်မြို့ပေါ်ရက်ွက်တွေမှာခိုးမှုတွေဖြစ်ပွားနေတယ်လို့မြို့ခံတွေကပြောပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့် MMDA ကိုကန့်တက်တွေဆုတ်ခွာပေးလိုက်ရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်ဒါရှိုးမြို့ကိုစစ်ကောင်စီတပ်အပါအဝင်သူ့ရဲ့လက်အောက်ခံဌာနဆိုင်ရာပြန်လည်ဝင်ရောက်လာတာ၁၀ရက်ကျော်ကြာပြီလဲဖြစ်ပါတယ်။ဒါပေမဲ့ အုတ်ချုပ်ရေးရန်တရားကိုတေချာမတီဆောက်နိုင်သေးတာကြောင့်စစ်ကောင်စီပြန်လဲအုတ်ချုပ်နေတဲ့မြို့ပေါ်ရပ်ကွက်၁၂ခုမှာခိုးမှုတွေဖြစ်ပွားနေတယ်လို့မြို့ကနေကပြောပါတယ်။တရုတ်နိုင်ငံရဲ့ဂျားဝင်မှုကြောင့်လာရှိုးမြို့ပေါ်ရပ်ကွက်တွေကနေ MMDA ကိုကန်တက်တွေစုပ်ပေးလိုက်ရတယ်ဆိုပေမဲ့မြို့ရဲ့အပြင်ပတ်လည်မှာကိုကန်တက်နဲ့မဟာမိတ်အင်အားစုတွေဆက်လက်တက်ဆွဲထားပါတယ်။ဒါကြောင့်မြို့ရင်ကိုပြန်လဲဝင်ရောက်ခွင့်ရခဲ့တဲ့စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံတွေဟာသူတို့ရဲ့လုံခြုံရေးအတွက်စိုးရိမ်ထိတ်လန့်စိတ်တွေဖြစ်ပေါ်နေတယ်လို့မြို့ကန်တယောက်ကပြောပါတယ်။လာရှိုးမြို့ကို MMDA ကိုကန့်တက်ဦးဆောင်တဲ့ဒေါ်လာရင်းအင်အားစုတွေက2024 off color မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ပြီးခဲ့တဲ့ April လအတွင်းမှာတရုတ်နိုင်ငံရဲ့တာဝန်ရှိသူတွေက လာရှိုးကိုရောက်ရှိခဲ့ပြီးစစ်ကောင်စီနဲ့ MMDA ကိုကန့်တက်တို့တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်ပိုင်း MMDA တပ်တွေဟာလာရှိုးမြို့နယ်ကနေဆုတ်ပေးလိုက်ရပြီးစစ်ကောင်စီတပ်အပါအဝင်တူလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေဟာပြန်လည်ဝင်ရောက်လာတာလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတရုတ်ရဲ့ဂျောင်းဝင် စေစံမှုကြောင့်စစ်ကောင်စီတပ်နဲ့တန်းအမျိုးသားလူမျိုးရေးတပ်မတော် PSLF TNNA တို့တရုတ်ပြည်ကုမင်မာပြုတ်လုတဲ့အပြစ်ခတ်ရက်စဲရေးဆွေးနွေးပွဲမအောင်မြင်ပဲပြီးဆုံးသွားခဲ့တယ်လို့ TNN တွေက မနေ့ကမေလ2ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဆွေးနွေးပွဲကိုပြီးခဲ့တဲ့ဧပြီလ28ရက်နေ့နဲ့29ရက်နေ့မှာပြုလုပ်ခဲ့ပြီးဆွေးနွေးပွဲမှာစစ်ကောင်စီတပ်ကလာရှိမှာရှိတဲ့တန်တနေထိန်းချုပ်ထားတဲ့နောင်ချိုကြောက်မဲတီဘောမိုးကုတ်မိုးမိတ်ကနေပလောင်ကိုပိုင်အုတ်ချုပ်ခွင်းရနှမ်ဆန်မြို့နယ်မန်တုံမြို့နယ်အတွင်းကိုပြန်လည်ဆုတ်ခွာပေးဖို့တောင်းဆိုတယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်ရဲ့တောင်းဆိုမှုကို TNN ကလက်မခံနိုင်တာကြောင့်ဆွေးနွေးမှုမအောင်မြင်ပဲလာမယ့် off gala မှာနှစ်ဖက်တွေ့ဆုံမှုပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဆွေးနွေးပွဲကို TNN ရဲ့ဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ဂျာဦးဆောင်တဲ့ကိုစလဲနဲ့စစ်ကောင်စီတပ်မှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ကိုစလဲတို့တက်ရောက်ခဲ့ကြပါတယ်။တရုတ်နိုင်ငံအထူးကိုစလဲမစ္စတာတိတ်ရွှေကျင်းမှကမကထာပြုပြီး TNN နဲ့ထိန်းချုပ် ဒေတာမှာလေချောင်းနဲ့ဘုံကျဲတာလက်နက်ကြီးပြစ်ခတ်မှုများဒရုန်းနဲ့တိုက်ခိုက်တာနဲ့ထိုးစစ်စင်တာတွေရပ်တန့်ဖို့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ဒေတာတည်ငြိမ်အေးချမ်းမှုနဲ့ကိုကားတပ်ဖွဲ့ MMDA ကဲ့သို့တဆင့်တိုးပြစ်ခတ်ရက်စဲရေးပြုလုပ်နိုင်ရန်အတွက်နှစ်ဖက်တွဲဆောင်ခဲ့တာလို့ဆိုပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်အမျိုးသားအစည်းအရုံး KNU ကော်တူလေးအုပ်ချုပ်မှုနယ်မြေ ခလယ်ရီထရူခရိုင်မူးမြို့နယ်မှာစစ်ကောင်စီတပ်အထိုင်ချတက်ဆွဲထားတဲ့ကြေးရွာ၅ခုကို KNN ဦးဆောင်တဲ့တော်လရင်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းနဲ့စစ်ကောင်စီကဒုတက်ရည်မူတအူးနဲ့အရာခံဖို့တအူးအပါအဝင် အများပြားတည်ဆုံခဲ့ကြောင်း KNU ပေါ်ဟုက ထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ကခလာယာ60နဲ့ခလာယာ83တပ်ပေါင်းစုမှခြေကုပ်ယူထားတဲ့နောင်ကုန်းရင်တိုက်ကုန်းရံမျိုးအောင် ်ရွာကြီးအင်းကျွန်းကုန်နုကလော့တောင်စုကျေးရွာတို့ကို2025ခုနှစ်ဧပြီလ28ရက်နေ့မှာတင်ပိုင်နိုင်ခဲ့တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ကတပ်ဆွဲထားတာကြောင့်အဲ့ဒီနေရာတွေမှာရှိတဲ့ကျေးရွာတွေကရွာသားတွေဘေးလွတ်ရောက်ကိုထွက်ပြေးတင်းရှောင်နေကြရပြီးဒုက္ခအခက်အခဲတွေကြုံနေရတယ်လို့ဖော်ပြထားပါတယ်။ဒီတိုက်ပွဲတွင်စစ်ကောင်စီတပ်ဗမာလက်နက်ခဲယံအမြောက်အများသိမ်းဆည်းရရှိခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်ရှင်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့အကြမ်းဖက်စစ်တပ်ဘက်မှစစ်ရေးရှုံးနိမ့်မှုများပြားလာချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ပြည်သူတွေနေထိုင်ရာမြို့ရွာတွေနဲ့ဘာသာရေးအဆောက်အအုံများစာတင်ကျောင်းတွေကိုပိတ်မထားကလေကျောင်းကနေတိုက်ခိုက်မှုပုံမိုဆိုးရွားလာသဖြင့်အမေရိကန်အနေနဲ့လေကျောင်းတိုက်ခိုက်မှုကာကွယ်ရေးစနစ် anti aircraft system များထောက်ပံ့ပေးနိုင်ရင်ကောင်းမည်ဖြစ်ကြောင်းဘာမာ rusted institution ဥက္ကဋ္ဌနဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူက ပြောကြားပါဗျာ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမှာဧပြီလ28ရက်နေ့ကကျင်းပခဲ့တဲ့ Hybrid Congressional Briefing Burma Humanitarian Rights Violation of Religious Freedom and Human Rights ပွဲမှာသူကအထက်ပါတိုင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအဖွဲ့ရီထံလေကြောင်းတိုက်ခိုက်မှုကာကွယ်ရေးစနစ်ပေးတဲ့ကြောင့်အဲ့ဒီစနစ်ပေးရန်အတွက်အမေရိကန်အစိုးရနဲ့ Congrat အနေနဲ့အရေးတယူစဉ်းစားတင်ကြောင်းလဲပြောကြားထားပါတယ်။ American အစိုးရအနေနဲ့မြန်မာပြန်လည်ထူထောင်ရေးအတွက်ကိုတန်းပေးအပ်ခဲ့တော့လဲအကူအညီများချက်မှန်ပေးအရန်တောင်းဆိုလိုကြောင်းလဲသူကဆိုပါတယ်။လက်ရှိမှာအကြံဖတ်စစ်တပ်ကမြန်မာနိုင်ငံအနှံဖုန်ကြီးကြောင်းများဖရာပထိုးများအပါအဝင်ဘာသာရေးနေရာ240ကျော်ကိုလေကြောင်းတိုက်ခတ်ခြင်းမိရှို့ခြင်းများပြုလုပ်ခဲ့ပြီးအကြံဖတ်စစ်အုပ်စုက2021ခုနှစ် လှောက်ရှားမှုနောက်ပိုင်းကစပြီးခရစ်ယာန်14ဦးနဲ့ဘာသာရေးဝိပုသူ133ဦးကို ထောင်ချထားကြောင်းအမေရိကန်နိုင်ငံနိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF ရဲ့ကော်မရှင်နာစူဇီဂါမန်ကပြောကြားလိုက်ပါတယ် USCIRF က2020ခုနှစ်ကစပြီးမြန်မာနိုင်ငံရဲ့ဘာသာရေးလွတ်လပ်ခွင့် အခြေအနေတွေကိုစောင့်ကြည့်လာခဲ့ပြီးဘာသာရေးလွတ်လပ်ခွင့်ကိုချိုးဖောက်နေတဲ့နိုင်ငံအဖြစ် CPC Country of Particular Kimson အဖြစ်အမြဲတမ်းအကြံပြုခဲ့ကြောင်း2024ခုနှစ်မှာမြန်မာစစ်တပ်ကလူမျိုးရေးဘာသာရေးအနည်းစုတွေကိုဆက်လက်ပြစ်မှတ်ထားပြီးညှဉ်းပန်းနေတာကြောင့်မြန်မာနိုင်ငံကိုထပ်မံ၍ CPC အဖြစ်တတ်မှတ်ရန်တိုက်တွန်းလိုက်ကြောင်းလည်းသူကပြောပါတယ်ရှင်။ ဒီကနေ့မွန်းတဲ့ဆန္ဒနာရင်ချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။